PUBG Mobile ထွက်ရှိလာတဲ့တပ်တန်းတစ်လျှောက်အပြောင်းအလဲအများဆုံးမြေပုံကိုပြောရမယ်ဆိုရင်တော့ Erangel မြေပုံပဲဖြစ်ပါတယ်။ Erangel 1.0, 2.0, 3.0နဲ့လာမယ့် update version 3.9ဒါမှမဟုတ်4.0မှာကြီးမယ်ဆိုရင် Erangel 4.0လာတော့မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမှတော်တော်လေးကိုနီးစပ်တဲ့ leak တွေထွက်ရှိထားတာမျိုးရှိပါတယ်။မကြာခင်ကပိုင် PUBG Mobile တရုတ် version Game for Peace မှာကြီးမဲ့ဆိုရင် Erangel 4.0ကိုတွေးမြင်ရတော့မှာဖြစ်ပါတယ်။ Global version မှာတော့ဒီ Erangel 4.0ကိုလာမယ့် update version 3.9မှာပဲတွေးမြင်ရဖို့အခွင့်အလမ်းတော်တော်လေးကိုများတာဖြစ်ပါတယ်။မကြာခင်ကပိုင်မှာကြီးမဲ့ဆိုရင်တော့ update 3.9ရဲ့ Global beta ထွက်ရှိလာမှာဖြစ်ပါတယ်။ဒီရဲ့ beta update နှစ်ခု၃ခုလောက်ဆိုရင်တော့ဒီရဲ့ Erangel 4.0လာမလာပေါ့ဗျာ။ဒီရဲ့ update 3.9မှာတီးရမှာဖြစ်ပါတယ်။ဒါမှမဟုတ်လည်းကျွန်တော်လာဖို့အတွက်ပေါ့ဗျာအခွင့်အလမ်းတော်တော်လေးကိုများတာမျိုးရှိပါ ါတယ်။ဘာတွေပြောင်းလဲသွားမလဲ blue feature အသစ်တွေပါလာမလဲဆိုတာပြောစရာရှိပါတယ်။ဒီက water city နေရာလုံးဝ design အသစ်ဖြစ်သွားပါလိမ့်မယ်။လက်ရှိ design နဲ့ဘာမှဘာမှကိုမတူတော့ပါဘူးဗျာ။လုံးဝ design အသစ်နဲ့ water city ကိုတွေးမြင်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ melta တို့ melta power တို့ ruby နေမှာချိန်ရမယ်ဆိုရင်လည်းပြောင်းလဲမှုတွေတွေးမြင်ရမှာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ feature အသစ်ကိုပြောရမယ်ဆိုရင်တော့ဒီက fairy တွေကိုတွေးမြင်ရမှာဖြစ်ပါတယ်။ တငယ်ချင်းအများစုအနေနဲ့လည်းခဏခဏကြုံမှုကြမယ်ဆိုတာသိကြပါတယ် military base ဘက်မှာပေါ်ရဇုံရောက်သွားတယ်ဆိုရင်ကြောတံတားဖြတ်ပြီးသွားရတာမျိုးရှိပါတယ်တံတားကိုဖြတ်သွားတဲ့အခါ bridge camp လုံးနေတဲ့ enemy တွေနဲ့ကြုံရတာမျိုးရှိပါတယ် speed boat စီးသွားရင်လည်းရန်သူတွေးလို့ခဏပြစ်လိုက်တာနဲ့ဒီ speed boat တွေဘာတွေပောက်ကွဲသွားတာမျိုးရှိပါတယ်နောက်ဆုံး glider တွေဘာတွေစီးမှတစ်ဖက်ကန်ကူလို့ရပါတယ်ဒါပေမဲ့တငယ်ချင်းအများစုအနေနဲ့အဲ့လောက်ရှိအလုပ်ရှုပ်မခံဘူးဆိုတာသိကြပါတယ်ဒီနေရာမှာကြည့်ရမယ်ဆိုရင်ဒီ ferry ကတော်တော်လေးကိုအသုံးဝင်မှဖြစ်ပါတယ် ferry နှစ်စီးတွေ့မြင်ရမှဖြစ်ပါတယ် ferry ပြီးတော့နေ military base နောက်ဖက်ချမ်းကိုသွားမဲ့တစည်း farm ကနေဒီက noble container နားသွားမဲ့တစည်း စုစုပေါင်း၂စီးတွေ့မြင်ရတာမျိုးရှိပါတယ်ဒီကောင်းကြီးကတောက်လျှောက်ပေါ်ပြအသွားပြန်လုံနေမှာဖြစ်ပါတယ်ဒီလိုမှတကယ်ချင်းတို့တရားတွေပါတွေကနေလည်းမလာချင်းဘူး speed boat တွေပါတွေမစီးချင်းဘူးဆိုတော့ဒီ ferry တွေပါတွေစီးမှတစ်ဖက်ကန်ကို AC ကူလို့ရတာမျိုးရှိပါတယ် ferry pier နဲ့ထွက်တဲ့သင်္ဘောကိုကြည့်ရမယ်ဆိုတော့လုံးဝပေါ်ရတပတ်ပတ်ပြီးမှကျတော့ဒီ military base နောက်ဖက်အချမ်းကိုသွားတာမျိုးရှိပါတယ်ဒါပေမဲ့ farm ကနေ nobo သွားတဲ့ ferry ကိုကြည့်ရမယ်ဆိုတော့ဒီကတရားအောက်ကနေဖြတ်တာမျိုးရှိပါတယ်ဒီကောင်ကနည်းနည်းတော့အန္တရာယ်များပါတယ် ferry တွေမှကြည့်ရမယ်ဆိုတော့ cover လုပ်တဲ့နေရာတွေတွေ့မြင်ရတာမျိုးရှိပါတယ်ဒါပေမဲ့တရားမှတရား cover တော့ပြီးမှမဟုတ်ပါဘူးဗျ ဲ့ open area တွေများတာမျိုးရှိပါတယ်ဒီမှာအခန်းတွေပါတယ်ကောင်းကောင်း cover လုပ်ဖို့အတွက်နေရာတွေပါတယ်တွေ့မြင်ရတာမျိုးမရှိပါဘူးဗျာ ferry site တာနဲ့သူကဟောင်းတန်ပြီးမှဖြစ်ပါတယ်စက္ကန့်20အချိန်ရရှိမှဖြစ်ပါတယ်စက္ကန့်20ဆိုရင်ဒီရဲ့ ferry ကပြန်ထွက်မှဖြစ်ပါတယ်ထွက်ခဏကြီးကျရင်လည်းဒီကောင်ဟောင်းတန်တစ်ချက်ပြီးမှဖြစ်ပါတယ်အဲ့ဒါပြီးဒီရဲ့ ferry ကထွက်မှဖြစ်ပါတယ်အဲ့အချိန်မတိုင်မီတကယ်ကျို့ဒီရဲ့ ferry ဘော်တက်ဖို့လိုတာဖြစ်ပါတယ် dear ferry was people တွေပါလေလို့ပောက်ခွဲဖြက်စီလို့ရလားဆိုတာမေးစရာရှိပါတယ်ဘာမှကျော်ဖြက်စီလို့မရပါဘူးဗျာ ီလိုမှာတကယ်ချင်းတို့ဒီရဲ့ fairy feature နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာဒီရဲ့ feature ကိုကြည့်ရမယ်ဆိုရင် PUBG PC version မှာလွန်ခဲ့တဲ့၄နှစ်အရှိလောက်ကထွက်ရှိခဲ့တာမျိုးရှိပါတယ်အခုမှကျော် mobile version မှာလာတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ feature နဲ့ပတ်သက်ပြီးမှတော်တော်လေးကိုကြိုက်တာမျိုးရှိပါတယ် fairy မှာ is enjoy လို့ပြီးတွားယုံမဲ့ဖြစ်ပါတယ်နောက်တစ်ခုကတော့ Irangle မြို့မှာကြည့်မယ်ဆိုရင်လုံးဝပေါ့ဗျာ underground vault တွေတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ကနေကြည့်မယ်ဆိုရင်လူတွေကတော့လုံးဝ share ရှိမှာဖြစ်ပါတယ်ဒါတွေကတော့ PUBG mobile လာမယ့် update မှာတွေ့မြင်ရမယ့် feature တွေကိုကျွန်တော်ပြောလိုက်တာဖြစ်ပါတယ်အဓိကအပြင် classic မှာတွေ့မြင်ရမယ့်ပြောင်းလဲမှုပေါ့ဗျာနောက်တစ်ခု event mode ကတော့တငငချင်းတွေအားလုံးသိပြီးကြပြီဆိုတာသိကြပါတယ် transformer တွေပါပြီးလာမှာဖြစ်ပါတယ်တငငချင်းတို့အနေနဲ့ရောဒီကပြောင်းလဲမှုတွေ feature အသစ်တွေနဲ့ပတ်သက်ပြီးမှဘလို့မြင်လဲ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတငငချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တငငချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ